ျွန်တော် KN လူငယ်များနေ့ဆိုတာကကျွန်တော်တို့အာဒီဒီစနေ့တိုင်းဂျင်ပါခွေမရှိဘူးဆိုတော့မှကျွန်တော်တို့အာဂျင်ပါလာတာတော့တော်တော်လေးအခြေအများကြီးရှိရယ်ဆိုတာလေလာမဲ့ခဏနေဒီလူငယ်များနေ့ဖြစ်ပေါ်လာပုံတမိုင်းကြောင်းကြိုင်ရင်ကျွန်တော်တို့အသေးစိတ်လည်လာခွေရမှာဖြစ်ပါတယ်ဒါကတော့အခုနဲ့မှကျင်ပါတဲ့24နှစ်မြောက် ကယန်းလူငယ်များနဲ့အခမ်းအနားပုံရိပ်တွေကိုတွေ့မြင်ရတာပါကယန်းလူငယ်များနေကိုနှက်စင်ကျင်းပလိုက်ရှိပေမဲ့အာနာသိမ့်ပိကဆလို့ကျင်းပနိုင်တာမရှိတော့ပဲဒီနေ့မှပြန်လည်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ကယန်းလူငယ်များနေကျင်းပရတဲ့ပတ်သက်လို့ဒေသစီယုံရေးဌာနကလည်းဖြစ်ပွဲဖျက်မြောက်ရေးတာဝန်ယူထားသူလည်းဖြစ်တဲ့ခွန်းတော်မိုးကအခုလိုရှင်းပြပါဗျာ။ကျွန်တော်တို့ကယန်းလူငယ်ရှိနေသေးတော့ဒီကယန်းလူငယ်များနေကိုလည်း ဟိုခခနာဟိုစိတ်မချင်းပါဖို့ရှိပါတယ်ဗောဒီနော်ဟိုမတူညီတဲ့ဒေတာနေကျွန်တော်ကရန်လူငယ်ကဒီမှာလာပြီးမှပူပေါင်းပါဝင်ခြင်းအဖြစ်ကျွန်တော်ရင်းနှီးကြမယ်ကျွန်တော်ကလည်းငယ်ရပါလဲဆိုရင်လည်းကျွန်တော်တက်တည်ပြနိုင်ဖို့တဲ့ပေါ့လीနော်ဒီပွဲကိုကျင်းပရချင်းဖြစ်တယ်ပေါ့လက်ဆက်လေးနဲ့မြောက်ကရင်လူငယ်များခန္ဓာနေကိုကရင်နေပြင်းနေဒီပေါ့ခုမျိုးနဲ့တဲ့နေရာမှာမက်ချ်လက်ဆယ်ရည်ကပြုတ်လုပ်ခဲ့ပြီးတော့နေရာဒေသအစုံကကရင်လူမျိုးပေါင်း300လောက်ပါဝင်ဆင်နွှဲခဲ့ကြပါတယ် ကရန်လူငယ်များနေကိုစက်ကောင်စီရဲ့လေကြောင်းအနေနဲ့လုံခြုံရေးအစီအစဉ်အမျိုးမျိုးကြားကကရန်လူငယ်များနေပြောက်ွယ်မသွားဖို့အတွက်စ조사ပြုလုပ်ခဲ့တာလို့ခွန်နော်မိုးကပြောပါတယ်လူငယ်များနေနဲ့ပတ်သက်ပြီးမှကရန်လူငယ်တိုင်းနဲ့တက်ဆိုင်တယ်လို့ကျွန်တော်အခြားတိုင်းသားတွေရဲ့နေထူနေမြောက်လဲကျွန်တော်လေးစားရမယ်။ဒါကျွန်တော်ရဲ့နေထူနေမြောက်လဲခြံတိုင်းသားတွေပေါဝင်ဖို့လဲကျွန်တော်တို့ဖိတ်သွားမယ်။ဆိုတော့ကျွန်တော်ရန်လူငယ်တိုင်းမှာဒီလိုသွေးခုံမျိုးဟိုကျွန်တော်သွေးထားရင်လဲ ကျွန်တော်ဒီကရမျိုးသားကြီးကိုလှုပ်ချင်းဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဒါအပြင်လက်ရှိကာလမှာတတိကြီးကြီးထားဖို့နဲ့ခရီးစည်းကြောင်းနဲ့အတူတိုးတက်ပြောင်းလဲနေတဲ့ဆိုရှယ်မီဒီယာကိုအချိန်ပြည့်စောင့်ကြည့်ဖို့လိုအပ်တယ်လို့လည်းသူကတိုက်တွန်းထားပါတယ်။ဒီနဲ့ချင်းပါတဲ့ကရန်လူငယ်များနေကိုပထမဆုံးချီတက်ရောက်ခဲ့တဲ့မခင်မီဦးကသူ့ရဲ့ခံစားချက်ကိုအခုလိုပြောပြလာပါတယ်။ကရန်လူငယ်များနေဆိုကျွန်မကလည်းကရန်လူငယ်တရားဖြစ်တဲ့တက်ကြောင်မလို့ဒီပွဲကိုဂယူစာနဲ့လာတက်ရောက်တဲ့ ပထမဆုံးပေါ့နော်ပထမဆုံးတက်ရတဲ့ပွဲပေါ့နော်အရင်တော့ကဆိုလို့ရှိရင်ဒီဟိုကယံပွဲမျိုးဆိုတဲ့ဟာမျိုးကတခါမှမတက်ဘူးဒါပထမဆုံးတက်ရတဲ့ပွဲကြောင့်ရင်လဲခုန်နေပြုတ်ဆရာလဲကောင်းနေပေါ့နော်ခါကျတော့အာဒီပွဲကိုအာပထမဆုံးတော့တက်ရချက်ဖြစ်တယ်ပေါ့ပျော်တယ်ပေါ့နော်ကိုကိုရဲ့ကယံလူမျိုးကိုဒီမှာစစောညင်းညင်းတွေးရတဲ့အတွက်ဟိုပျော်တယ်ဝမ်းလက်တာတဲ့ဂုဏ်လဲယူတယ်ပေါ့နော်နေ့တွေမှာလဲဆက်လက်ပြီးတော့မှအာနောက်အလုံးမဲ့နေ့တိုင်းနေ့တိုင်းတွေမှာဆက်လက်ပါဝင်တော့ပါ ၂၀၀၁ခုနှစ်မေလ၁၀ရက်နေ့ကကယန်းအမိခံအမျိုးသားနှိုးကြားစေတဲ့လူငယ်တွေစတင်စုစည်းနိုင်ခဲ့တဲ့နေ့ကိုကယန်းလူငယ်များနေ့အဖြစ်သတ်မှတ်ပြီး၂၀မတ်လ၁၀ရက်နေ့ရောက်တိုင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်ခင်ဗျာ။